မ်ခပြို့မှာမူရစေဝါတည်ဆောင်လာတဲ့အမျိုးသားတူကိုတောင်ဖြီရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားပါတယ်။တောင်ဖြီနမ်ခမ်ခရိုင်နမ်ခမ်မြို့မှာမစလာဆန်ငါရက်ကရင်းလို့ရှောင်းနခေစစ်စေးရမှာအသက်39နှစ်အရွယ်အမျိုးသားတူစီးနှင်းလာတဲ့ဆိုင်ကေကိုမူရစေဝါတည်ဆောင်လာတာကိုစစ်စေးတွေ့ရှိခဲ့ပါတယ်။အထက်အမျိုးသားစီးနှင်းလာတဲ့ဆိုင်ကေတူပေါက်ထဲမှာရာမအစိတ်ကြွဆေးပြားဆဲထုတ်တဲ့အတူဆက်ဆက်ပစ္စည်းတွေနဲ့စစ်စေးမှုပြုလုပ်နေပါတယ်။ တောင်ပြည်ထဲမှာပလောင်ပြည်နယ်လူမျိုးရေးတအုပ် PSRFT အနေနဲ့ကကွယ်ရေးတပ်ဖွဲ့နဲ့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တို့ပူးပေါင်းပြီးဘိန်းခင်များဖျက်ဆီးခြင်း၊မူရစေဝါတက်ယူပို့ဆောင်ရောင်းဝယ်ခြင်း၊တုံဆွဲခြင်းတို့ကိုထိထိရောက်ရောက်အရေးယူမှုတွေဆက်လက်ပြုလုပ်နေပါတယ်။မတ်လ၁ရက်နေ့မှ၂၂ရက်နေ့အထိနောက်ဆုံးကောက်ယူရရှိထားတဲ့ဇယင်းအရမူရစေဝါနဲ့ပတ်သက်ဆက်နွယ်သူ၁၃ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ကျွန်မလေဘော့စမင်းမာရှင်